င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာစစ်အစိုးရရဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့ပေါ့အလွန်ဆိုးရိမ်နဲ့လူစုတင်တန်ယုံထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်အစိုးရရဲ့အရသာပြည်သူတွေကိုလေကြောင်းကနေနေတိုင်းနေပါတိုက်ခိုက်နေတဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီးအလွန်ဆိုးရိမ်နဲ့လူစုတင်တန်ယုံကဒီကနေ့မှထုတ်ပြန်ထားပါတယ်စစ်အစိုးရကသူကိုယ်တိုင်ကြီးညာထားတဲ့ပြစ်ခတ်ရဲစိုင်းကိုချိုးဖောက်ပြီးစာတင်အကြောင်းတွေစေယုံတွေနဲ့ဘာသာရေးအဆောင်တွေပါဝင်အရသာတွေကိုလေကြောင်းကနေနေတိုင်းနေပါတိုက်ခိုက်နေတာလို့ဆိုပါတယ်သကိုင်းမကွေ ွေမန္တလေးဘကိုးရခိုင်ချင်းနဲ့ တိုင်းမြပြည်နယ်တွေမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်တေဆုံးသူတွေရဲ့မိသားစုဝင်တွေအတွက်အထူးဝမ်းနည်းရတယ်လို့ဖော်ပြထားပါတယ်။ဒီလိုရပ်သားပြည်သူတွေအထူးသဖြင့်အပြစ်မဲ့ကလေးတွေကိုတိုက်ခိုက်တာကစစ်ရဆွေးမှုဖြစ်တယ်လို့ဆွီဒင်တန်ယုံကပြောဆိုထားပါတယ်။ဒါအပြင်ဆွီဒင်နိုင်ငံအနေနဲ့နိုင်ငံတကာလူသားစာနာမှုဆိုင်ရာဥပဒေကိုအမြဲကောက်ွယ်ပြီးမှဖြစ်တဲ့အတွက်မြန်မာပြည်သူတွေနဲ့အတူရပ်တည်သွားမယ်လို့ထုတ်ပြန်ထားကြအရာသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ NUG စာတင်ကြောင်းတိုင်းဘုံခိုခြင်းနဲ့လေကြောင်းရန်တင်ကြိုတတိပေးစနစ်ရှိစေမယ်လို့ဒေါက်တာဆော်ဝေစုပြော တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဂျာကာလာပညာရေးဖြစ်လက်ပတ်နေတဲ့စာတင်ကြောင်းတွေကိုယာယီပိတ်ထားတဲ့ကာလမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအကာအကွယ်ပြုပေးစေနိုင်တဲ့လုံခြုံရေးအစီအမံတွေပြုလုပ်ရမှာဖြစ်တယ်လို့ NUG ရဲ့ပညာရေးဝန်ကြီးဒေါက်တာစိုးဝေစိုးကပြောပါရယ်။လုံခြုံရေးအစီအမံလို့ဆိုတဲ့နေရာမှာစာတင်မဲ့နေရာတွေမှာဘုံခုချင်းတူးထားတာမျိုးနဲ့လေကြောင်းရန်ကြိုတင်တတိပေးစနစ်ရန်တရားတွေကိုကြောင်းတိုင်းရရှိဖို့လှုံ့ဆော်သွားမှာဖြစ်တယ်လို့ဆိုပါရယ်။မြေအောက်စာတင်ကြောင်းတွေတည်ဆောက်ရေးဆိုတဲ့အကြောင်းလေးအပြောများလာတဲ့အတွက်ဒါက က်တွေ့ဖြစ်နိုင်လားဆိုပြီးမေးမြန်းတဲ့အခါမှာမြေအောက်စာတင်ကြောင်းဆိုတာတက်ပုံခုခြင်းတွေတိစောက်တာကပိုပြီးလက်တွေ့ကြလိမ့်မယ်လို့ဆိုပါတယ်အခုလိုစာတင်ကြောင်းတွေယာယီပိတ်တယ်ဆိုတာကမြေပြင်ပေါ်မှာကြောင်းတွေပဲပိတ်တာဖြစ်ပြီးအွန်လိုင်းကနေတင်ကြားပေးနေရတွေကတော့ရတ်တက်မှာမဟုတ်ဘူးလို့ဆိုပါတယ်စာတင်ကြောင်းတွေပုံကျဲခံရမှုပေါ်ပေါက်ခဲ့တဲ့အချိန်ပေါင်း330ဖြစ်သွားပြီဖြစ်ပြီးဒေါက်တာဆုံဝီဆိုကပြောပါတယ်စာတင်ကြောင်းတွေနဲ့စေယုံတွေကိုစစ်တပ်ကပြင်မှတ်ထားတိုက်နေတဲ့ပေါ်နိုင်ငံတကာကထိထိရောက်ရောက်တားမြစ်ပေးဖို့လိုတယ်လို့လည်းပြည်တွင်းမှာပြန်လည်ဝင်ရောက်လှုပ်ရှားနေတယ်လို့ထုတ်ပေါ်ပြော ဆိုထားတဲ့ NUG ပညာရေးဝန်ကြီးကဆိုထားပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူမှာလှုပ်သွားတဲ့အာဆီယံထိပ်သီးအစည်းအဝေးကနေမြန်မာအရေးကြီးညာချက်တစ်ဆောင်ထုတ်ခဲ့တာမှာတော့လက်နက်ကင်ပဋိပက္ခတွေဆက်လက်ပြင်းထန်နေပြီးစာနာမှုဆိုင်ရာအကြက်တဲဆိုးဆိုးရွားရွားပေါ်ပေါက်နေတဲ့အပေါ်စိုးရင်ကြောင်းပြောထားပါတယ်ဒါပေမဲ့ထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူတွေစော်ဩနေကြတယ်လို့မျိုးမြန်မာနိုင်ငံတဲ့အရက်သားတွေထိဆုံးနေရမှုအပေါ်အကာအကွယ်ဖြစ်စေနိုင်ဖို့ညာအရေးပေါ်အစီအမံတွေကိုအလဲကျဥက္ကဋ္ဌမလေးရှားအနေနဲ့ကမကထာလို့ချမှတ်ထားတာမျိုးတော့ ြစ်မလာခဲ့ပါဘူး။မလေးရှားကစစ်တပ်ရဲ့တော်လှန်အင်အားစုနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံရာကနေတိုးတက်မှုတွေရှိလာတဲ့ဆိုတဲ့အချက်ပေါ်မှာအသာပြီးပြောကြားနေတာတွေ့ရပါဗျ ဒါပေမဲ့ထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူတွေစော်အောနေကြသလိုမျိုးမြန်မာနိုင်ငံနဲ့အရက်သားတွေတိုက်စုံနေရမှုအပေါ်အကာအကွယ်ဖြစ်စေနိုင်ဖို့ရာအရေးပေါ်အစည်းအမံတွေကိုအလဲကျဥက္ကဋ္ဌမလေးရှားအနေနဲ့ကမကဋ္ဌလုံးချမှတ်တာမျိုးတော့ဖြစ်မလာခဲ့ပါဘူးမလေးရှားကစစ်တပ်နဲ့တော်လိုင်းအင်အားစုနှစ်ဖက်စလုံးနဲ့တီးတွေးဆက်ဆံရာကနေတိုးတက်မှုတွေရှိလာတယ်ဆိုတဲ့အချက်ပေါ်မှာအသာပေးပြောကြားနေတာတွေ့ရပါတယ်လို့យေတာထားပါတယ် ဆက်လက်ပြီးမြန်မာပဋိပက္ခနဲ့စာနာမှုအခြေအနေပိုဆိုးလာတာကိုအလွန်မင်းစိုးရိမ်နေလို့အာဆီယံခေါင်းဆောင်တွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပဋိပက္ခတွေအရှိန်မြင့်လာတာနဲ့မြင်းကလင်းဘေးကြောင့်လူသားချင်းစာနာမှုအခြေအနေပိုဆိုးရွာလာတဲ့အပေါ်အလွန်အမင်းစိုးရိမ်နေလို့အာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ချက်တစ်ခုမှပြောပါရယ်။လက်ရှိပဋိပက္ခအတွက်ငြိမ်းချမ်းတဲ့တာရှိခက်နဲ့အဖြေရှာရမှာမြန်မာနိုင်ငံကိုကူညီဖို့တန်ဋိထံချထားပြီးမြန်မာနိုင်ငံရဲ့အကြက်တဲဖြည့်ရှင်ရမှာဘုံသဘောတူညီချက်၅ရက်ကအဓိကအကူအကားဖြစ်ဆက်ရှိနေမယ်လို့အာဆီယံခေါင်းဆောင်တွေကဆို money အရက်သားတွေနဲ့အရက်ဖက်အဆောင်တွေကိုအကြံဖတ်တာချက်ချင်းရတံပိုးအာဆီယံခေါင်းဆောင်တွေကဖွဲ့စည်းအားလုံးကိုတိုက်တွန်းခဲ့ပြီးအကြံဖတ်မှုတွေကိုရှုံချဖို့စိတ်ရှိတီးခတ်မှုကျင့်သုံးဖို့နဲ့အရက်သားတွေအားလုံးကိုကာကွယ်ပေးဖို့တိုက်တွန်းခဲ့ပါတယ်မြန်မာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကရှာရင်ပြစ်ခတ်ရဲစဲရေးတွေကိုကြီးညာအတိမတ်ပြုပါကြောင်းလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေသူတွေထံပေးအပ်နိုင်ဖို့နဲ့ဘုံသဘောတူညီချက်နဲ့အညီတွဲဆောင်ဆွေးနွေးမှုကျင်းပနိုင်ဖို့အကြံဖတ်မှုတွေရဲ့ဆိုင်မဲ့ကနအုပ်ခြေလမ်းဖြစ်ပြစ်ခတ်ရဲစဲရေးကိုတက်တန်းတိုးဖို့အာဆီယံခေါင်းဆောင်တွေကတောင်းဆိုလိုက်ပါတယ် ်မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေရဲ့အကူအညီနဲ့အာဆီယံဖွဲ့ရဲ့စည်းမျဉ်းတွေကိုအခြေခံပြီးခွဲခြားဆက်ဆံမှုမရှိဘဲပွင့်လင်းမြင်သာစွာနဲ့လူသားချင်းစာနာမှုအကူအညီတွေဘေးကင်းစွာပေးရနိုင်ဖို့အာဆီယံကောင်ဆောင်တွေကဖွဲ့စည်းအားလုံးကိုတိုက်တွန်းခဲ့ပါတယ်မြန်မာပြည်သူတွေဦးဆောင်တဲ့မြန်မာအရှိတာရှိခံတဲ့အဖြစ်တစ်ခုရရှိနိုင်ရင်ရည်ရွယ်ချက်နဲ့အတူအားလုံးပါဝင်နေတွဲဆောင်ဆွေးနွေးမှုကျင်းပနိုင်ဖို့မြန်မာနိုင်ငံရှိဖွဲ့စည်းအားလုံးကရှုံးချမှုတည်ဆောက်ဖို့အာဆီယံကောင်ဆောင်တွေကအားပေးခဲ့ပါတယ်ဘုံသဘောတူညီချက်၅ရဲ့ဖော်ဆောင်ရမှာနိုင်ငံတကာအတိုင်းဝိုင်းအထူးသဖြင့်ကုလသမဂ္ဂအာဆီယံကို ိုဆက်လက်ပံ့ပိုးကူညီမှုကိုအာဆီယံခေါင်းဆောင်တွေကအတိမတ်ပြုခဲ့ပါတယ်။မူရင်မောင်ကုံမှုလူကုန်ကူးမှုနဲ့ကြားဖြတ်တွေလိုမျိုးနေဆက်ဖြတ်ကြော်ရွှေမှုတွေတိုးလာတဲ့အပအဝင်အာဆီယံဖွဲ့ရင်မြန်မာပဋိပက္ခတွေဖြည့်ရှင်းဖို့ကြိုးပမ်းရမှာအာဆီယံဖွဲ့ဝင်တွေပြည်ပမိတ်ဖက်တွေနဲ့မြန်မာအိမ်ကြီးချင်းတွေကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့အာဆီယံခေါင်းဆောင်တွေကကတိပြုခဲ့ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ကနဲလီစစ်စခန်းကို KNL ကညရင်ချင်းတိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပတ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ကနဲလီစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့တွေကမနေ့ကညရင်ချင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စီးရီးသတင်းရင်းမြစ်တွေကပြောပါရယ်။အတံဖက်စစ်ကောင်စီတပ်ရဲ့ကနဲလီစစ်စခန်းကိုမေလ22ရက်နေ့ကလေးကတိုက်ခိုက်နေတာဖြစ်ပြီးမေလ28ရက်နေ့ညပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း KNL စီးရီးသတင်းရင်းမြစ်ကပြောပါရယ်။ဒီကနေ့မနေ့ပိုင်း DGP ဌာန ာချုပ်စုံစည်းမြိုင်ကြီးရွာကိုရောက်ရှိလာတဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချေမုံတိုက်ခိုက်ပြီးတဲ့နောက်မင်းကညာပိုင်းစစ်ကောင်စီရဲ့ကနဲလီစစ်စခန်းကို KNL ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာပါ KNU ကမလာအေပီလာနဲ့အခုမေလာအတွင်းမှာထိုင်းမြန်မာနယ်စပ်နီးမှာစစ်ကောင်စီရဲ့ပူးလူတူခလက်တီတခေါပီကွီမော့ဖို့သူစခန်းတာလေစခန်းမေလာစခန်းမော့ဖို့ခီစစ်စခန်းနဲ့ပလတ်တူစခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းယူခဲ့ပြီးအခုနောက်ဆုံးမှာကနဲလီစခန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်တာပါလက်ရှိကရင်ပြည်နယ်မှာမြဝတီဖျားသုံးစုကော့ ွေဂျုံတို့ဖာပွန်တန်တောင်ထီတာရီမှာအကြံဘက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်တွေကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရလို့ဆိုပါတယ်ဆက်လက်ပြီးတပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲရမယ်အခြေအနေတွေကြောင့်တိုက်ပွဲအရှိန်မြင့်လာတယ်လို့ဦးမင်းကိုနိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်တော်လိုင်းကပြည်သူလူထုရဲ့အားနဲ့တွားနေရတာဖြစ်တဲ့ကြောင့်ပြည်သူလူထုများအနေနဲ့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအားလုံးရဲ့လိုအပ်ချက်တွေကိုအချိန်နဲ့တပြင်းညီဝိုင်းဝန်းပြီးအားဆိုင်ကူညီပေးကြဖို့မေတ္တာရက်ခံထားတယ်လို့သိရပါတယ်။အကြံဘက်စစ်ကောင်စီကိုတပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲ င်းကြမယ်အခြေအနေကြောင့်တိုက်ပွဲအချိန်မြင့်လာတယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်အဆိုပါပြောကြားချက်ကမေလ29ရက်နေ့မြန်မာနိုင်ငံမှာဘီကင်သောတမ်းမိုင်ဆောင်ရှောက်မှုရရှိဖို့အတွက်ဘီကင်သောစင်းရုံများတည်ဆောက်နိုင်ဖို့ပါဝင်ကူညီလှူဒါန်းကြဖို့ဖိတ်ခေါ်မှုမှာဦးမင်းကိုနိုင်ကပြောဆိုခဲ့တာပါ ကျွန်တော်တို့တပြည်လုံးအတိုင်းအတာအနေနဲ့ထိုးစစ်တွေဆွေးနွေးကြမယ်အခြေအနေမျိုးမှာဒီတိုင်ပွဲရဲ့အရှိန်ဟုန်မြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအားလုံးသိကြမှာပါဖက်စစ်စစ်တပ်ကဖက်စစ်အပြုမူတိုင်းရှိုင်းရိုင်းဆိုင်ဆိုင်စေယုံတွေစေကန်တွေစာတင်ကြောင်းတွေအရက်ဖက်ပြမှတ်တွေကိုတဲတဲမဲမဲလေကြောင်းနဲ့တိုက်ခတ်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မယ်ရဲဘော်တွေအပါအဝင်ပြည်သူလူထုရောအဲ့ဒီကျမ်းမာရေးပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုတွေကြုံခဲ့ရတာပေါ့ဒါကအများကြီးကြုံခဲ့ရတာပေါ့စေကုသပေးမယ်နေရအရောက်တဲ့အခါကျတော့အခက်ခဲဖြစ်ခဲ့ရင်ကြံ့ကြာခဲ့ရင်မဖြစ်တဲ့နာရီမဖြစ်တာမဆုံး င်းရှုံးတင်တာတွေဆုံးရှုံးခဲ့ရပါတယ်လို့ဆိုပါရယ်လက်ရှိချိန်မြေပြင်မှာလည်းတော်လိုင်းရဲဘော်တချို့စေကူဖို့အချိန်မီရောက်ရှိလာခြင်းမရှိတာကြောင့်ရွှေရှားစေကံများလိုအပ်နေပြီးစိတ်ချလုံးကြုံတဲ့စေကံများနဲ့စေယုံမျိုးမဖြစ်စေဖို့လိုအပ်ကြောင်းဗန္နာကြီးလိုအပ်ချက်များရှိနေလို့ပြည်သူများကကူရန်လိုအပ်နေပြီးမြေပြင်မှာစေကူတပေးနိုင်တဲ့လူသားအရင်းမြစ်များစွာရှိနေကြောင်းသိရပါရယ်ကျမ်းမာရင်ဘက်ကလာတဲ့ CDM နေရောလေးချင်တင်ကြားပေးရတာမျိုးရှိတယ်နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်နိုင်ကြတယ်လူနေတာကစိတ်ချလုံးကြုံရတဲ့ဝန်းကျင်ကိုဖန်တီးပေးဖို့ပါပဲ အဲ့ဒီအတွက်ကြောင့်လေကျောင်းတန်ကိုပါကုခံနိုင်တဲ့စိတ်ယုံစိတ်ကမ်းမျိုးတွေလိုအပ်ပြီးပေါ်လို့ဦးမင်းကိုနိုင်ကဆက်လက်ပြောဆိုပါတယ် တော်လိုင်းကပြည်သူလူထုရဲ့အားနဲ့သွားနေရတာဖြစ်တာကြောင့်ပြည်သူလူထုများအနေနဲ့အားစိုက်ကြဖို့လိုအပ်ပြီးမြေပြင်မှာရှိနေတဲ့ရဲဘော်များအားလုံးကိုစားတက်ခဲ့တိုက်ပွဲဝင်နေကြတဲ့သူများအားလုံးလိုအပ်ချက်ဖြစ်တဲ့ဒီချက်ကိုပြည်သူလူထုကိုတောင်းခံနေရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းပြီးအားစိုက်ပေးကြဖို့နဲ့မြစ်တာရက်ခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲများမှာအောင်ပွဲများအမြန်ဆုံးယူနိုင်ကပြည်သူရှင်ခွင်ကိုအားလုံးပြန်နိုင်ကြစေဖို့ပြောဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ Thank uh you. -huh.